定有马的那龙那不撒野，就多傲气可比马边路没呀，怎么也是单呀。好，就是变要打的白老百姓的了，哎呀，到台嘛，你人的嘛，得心里都撇到说，哎呦。ပြိတက်တွေကသူတို့တိတိကြပြီမယ်အပြင်မှာမတွေ့ဖြစ်ဘူးဆိုတော့အရင်မရင်းနေကြပါဘူးပြိတက်နဲ့ထိတွေ့မှုနေတာပေါ့ထိတွေ့မှုနေတာပေါ့ဟုတ်ကဲ့သချင်းလေးပြတဲ့ခါကျမှအော်ဒီသချင်းလေးတိတယ်လေးဆိုရင်အဲ့တော့မှလူနဲ့တွဲမိတာမျိုးရှိတာပေါ့ ကလုံးများထလေးနဲ့တရားတော်ဘဝလုံးပေးဖို့ဆုံးဖြတ်ပြီးမခနာအတုံးချမယ်တည်လိုက်ရခြင်းမဟာအာဆူဆူကြောင့်မိဘတွေမရှိတော့ဘူးမိဘတွေမရှိတော့ဘူးအာအတော်တွေနဲ့หนีခဲ့ရဆိုအခုကချုပ်စုတီတချင်းနေဆိုပြတဲ့ခါကျတော့ချုပ်စုအတော်တွေကကြတော့ကန့်ကွက်တော်တော့မရှိဘူးအာဖြစ်အောင်ပဲစူးစမ်းပါဆိုပြီးတော့ပဲအားပေးတယ် ချီရာချင်းကြီးတဲ့အသေးမှဝေဒနာရင်တလလတွေ့တိုင်းနာဒီမှာညီမပထမဦးဆုံးအာပရိသတ်တီပေါ့နော်အရင်တည့်ရတဲ့သင်းလေးကစောင်းရရင်ဝင်ပေါ့ဒါပေမဲ့အဲ့သင်းလေးကသင်းလေးတော့ TikTok မှာတော်တော်များများစောက်ကြတယ်ညီမကိုတော့မသိကြဘူး ဒါမဲ့အမ်နှစ်ကထွက်ပြေးခဲ့တဲ့ဒီကလေးလေးချစ်ပေါ့နော်။ရေးပေးတဲ့အချစ်မသူဆိုတဲ့တချင်းလေးနဲ့ပေါ့ညီမကိုအာတချင်းလေးကိုရောညီမကိုချောဆွေရွှေရီးဆိုပြီးတော့အပရိသတ်တချို့ကအဲ့လိုမျိုးလက်ခံပြီးတော့အဲ့လိုမျိုးတိတိခဲ့တာပေါ့ဟုတ်။ချီယာတင်ဒီအတေးမှာဝိဒနာရင်တစ်ခက်လက်တွေ့တိုင်းလား။အဲ့တချင်းကအဲဂီတာမူကလည်းသူ့တန်နဲ့လိုက်တဲ့သူ့နဲ့ကြိုက်တဲ့ကီးကိုလည်း ချိန်ပြီးတော့ဒေစာလေးပေါ့တီးပေးတယ်ပေါ့အရိတ်နေပိုင်းလဲဒေစာလုတ်ပေးထားတာပေါ့ရိုက်ကူးရေးတွေပါလေးကစားပြီးတော့နော်အကုန်လုံးဝိုင်းပြီးတော့ပံ့ပိုးကြတာပေါ့နော်အဲအဲ့အတွက်စိတ်ဆန်းလာပါတယ်ဝမ်းသာပါတယ်အဲချိုးစုတချင်းတွေကိုကြတော့အများဆုံးတီးပေးပြစ်တာကြတော့ဒီကလပ်ဗန်ကကိုကြီးရထအောင်ပေါ့အဲသူကတော့အကောင်ဆုံးအမြဲတမ်းကြိုးစားပေးပါတယ်လို့ပြောပြီးလည်းအကောင်ဆုံးဖြစ်အောင်မောင်းကြဟုတ်ကဲ့ဒါနဲ့နိုင်ငံသားမှာပဲနေရလားဒေသပြန်ရောက်တာ ဟုတ်ချစ်စစ်ပြန်ရောက်တာတပတ်လောက်ပဲရှိသေးရနော်အရင်ကတော့ time မှာနေရင်းနဲ့မှတချင်းလေးလောက်ဖြစ်တာဆိုတော့အလိုပြိသက်တွေကချစ်စစ်တိတိကြပြီမယ်အပြင်မှာမတွေ့ဖြစ်ဘူးဆိုတော့အလိုအရင်မရင်းနှီးကြဘူးပြိသက်နဲ့ထိတွေ့မှုနေတာထိတွေ့မှုနေတာပေါ့ဟုတ်ကဲ့တချို့ကြတော့တချင်းလေးတချင်းကိုတော့တိကြတယ်ချစ်စစ်ကြတော့အဲ့လိုမျိုးမတိကြဘူးအဒီတချင်းလေးဆိုတချင်းလေးပြရတဲ့ခါကျမှအော်ဒီတချင်းလေးတည်တယ်လေးဆိုရင်အဲ့တော့မှလူနဲ့တွဲမိတာမျိုးရှိရပါတော့ဆိုကြတော့လူနဲ့တချင်းလေးနဲ့မတွဲဖြစ်တာပေါ့ဟုတ်ပါ ကြတော့ဘယ်လိုမျိုးလဲဆော့ဆော့ကိုတချင်းနဲ့ဆော့ရဲဆိုရင်အကုန်လုံးကြိုက်တယ်ဟုတ်ကဲ့ပါခံစားချက်ကတော့ကိုကိုတချင်းပေါ့နော်ကိုတချင်းကိုသူတို့ဟိုစိတ်ဝင်စားနဲ့ဆော့ကြတယ်ကြည်ကြတယ်ပေါ့နော်အဲ့ဒါမျိုးကြတော့ဝမ်းသာတာပေါ့ဒီတန်တီဖူတန်ပီလူပြူလေးတွေနင်းစရာလမ်းမလေးတွေစံကြသည် တင်ယူမာရဲနှလုံးသားပုတ်စားရင်ချိုးသွောအောင်ချက်ခဲ့ပြီးမပြေလို့မရကျမရဲ့စိတ်တန်ရစကလုံးများထလေးနဲ့တရားတော်ဘဝလုံးပေးဖို့ဆုံးဖြတ်ပြီးမခနာအတုံးချမှန်တည်လိုက်ရခြင်းမှာအချစ်ကအမပြချထားချီရချင်းကြီးတဲ့အသေးမှာ ဝေဒနာရင်တစ်လက်လက်တွေ့တိုင်းနာအဲအစတုန်းကကြတော့ဒီလိုတရှင်းနေလောက်ပြီးတော့အစိုးတော့တယောက်ချင်းနဲ့လောက်သွားဖို့တော့မတွေးခဲ့ဘူးမတွေ့ခဲ့ဘူးဒါပေမဲ့ချစ်စုတချင်းနေဝါဒနာပါတယ်အလုပ်တွေလုပ်တဲ့ခါကျရင်တော့ကိုအော်ဆိုရင်ဆိုနေရဗီရလူတွေလည်းအဲ့လိုနားထောင်နေအတချင်းဆိုကောင်းနေအဲ့လိုလေးပြောကြတာပေါ့ဒါပေမဲ့ချစ်စုကအဲ့လိုအဆိုလေးဝါဒနာပါရယ်ဆိုတော့ဒါပေမဲ့စัจကြလိုက်ရွရင်းနဲ့တရားလေးတောင်းပြရင်းနဲ့မှအဲ့ကနေမှ ဓမ္မတေးလေးဆိုရင်းနဲ့မှဖုံဖုံတပားနဲ့တွေ့ပြီးတော့ဖုံဖုံကအဲ့ဒီတူတဲထားတဲ့ဖရဲအတွက်ပေါ့နော်တရှင်လေးတပုတ်ဆိုခိုင်းနဲ့မှချိုးဆိုကအဲ့ဒီတရှင်လေးဆိုရင်းနဲ့မှဒီလိုဆရာတို့တွေနဲ့လည်းအဆက်အသွယ်ရပြီးတော့မှဒီနောက်တရှင်လေးဆိုပြစ်တာပေါ့ဟုတ်အာဆူဆူကြောင့်မိဘတွေမရှိတော့ဘူးမိဘတွေမရှိတော့ဘူးအာအတော်တွေနဲ့နေခဲ့ရဆိုတော့ အခုကချက်စုဒီတချင်းနေဆိုပြတဲ့ခါကျတော့ချက်စုအတော်တွေကကြတော့ကန့်ကွက်တော်တော့မရှိဘူးအာဖြစ်အောင်ပဲစူးစမ်းပါဆိုပြီးတော့ပဲအားပေးတယ်ချက်စုပါလုံးလုံးတို့အဲတခြားအရာတွေတော့လက်မခံဘူးဒီအလုပ်ကိုကိုကိုဝါသနာဘာလို့ရွေးချယ်လိုက်ပြီးဆိုတော့တို့ကဖြစ်အောင်ပဲဆက်လုပ်ပါဆိုပြီးတော့ပဲအားပေးကြပါတယ်ဟုတ်ဟုတ်ပြီးရပါဘောကိုကိုဝါသနာလက်အားပေးမယ်မဟုတ်ကဲအားပေးကြပါတယ်ဟုတ်ဟုတ်အချစ်ကမဒီချာချာ ဟုတ်ကဲ့ပါအရင်ကတော့ချက်စုကပေါ့နော်အထိုင်းမှာအလုံးလုံးဖြစ်ရင်ဒီမှာတချင်းလေးလုံးဖြစ်ခဲ့တာပေါ့နော်အခုတော့ချက်စုရဲ့တချင်းလေးတွေကိုလက်ခံပေးတယ်ပြိတက်ပြီးတွေရှိတဲ့မြန်မာနိုင်ငံပေါ့နော်ချက်စုကပြန်လာခဲ့ပါပြီလို့အဲ့တော့ချက်စုဒီမှာနေနေတချင်းလေးဆက်လုံးဖြစ်တဲ့ခါကျရင်လည်းချက်စုအားပေးပါအောင်လို့ပြီးတော့ပွဲတွေလိုအပ်တယ်ဆိုရင်လည်းချက်စုကိုဆက်သွယ်ပြီးတော့ငှားရနိုင်ပါသေးရှင်ချက်စုပွဲလေးတွေလည်းလိုက်ပေးပါရယ်အလှူပွဲမင်္ဂလာပွဲအာပွဲမျိုးစုံပေါ့နော်ဖုံးဖုံးဂုံပြုတ်ပွဲတွေဆိုရင်လည်းချက်စုဆိုပေးပါရှင်